ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲပေးဖို့မန္တလေးကနေရန်ကုန်ကိုမိုင်ပေါင်းရာချီလမ်းလျှောက်ချီတက်ပြီးတောင်းဆိုခဲ့ကြတဲ့တပိမောက်ចောင်းသားတွေကိုမြမအစိုးရကအကြမ်းဖက်ဖြိုခွင်းပြီးတာယာရီထောင်ထဲမှာဖမ်းဆီးထားရကဧပြီ9ရက်နေ့မှာ၄ချိန်မြောက်အဖြစ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။တပိမောက်ចောင်းသားတွေတာယာရီထောင်မှာဖမ်းဆီးထားပြီးလက်ဗရန်မြို့နယ်တရားရုံးမှာရုံးထုတ်ချိန်မိဘဆွေမျိုးတွေနဲ့တွေးဆောင်ခွင့်မပေးတာကြောင့်ចောင်းသားမိဘတွေက အချိန်အတော်ကြာအော်ဟစ်တောင်းဆိုတဲ့အခါမှာနှစ်ဖွဲ့ခွဲပြီးတွဲဆောင်ခွင့်ပေးခဲ့ပါတယ်။သားသမီးချင်းကိုချင်းစာပြီးနယ်ဝေးကလာရတဲ့မိဘတွေကိုကလေးတွေနဲ့ပေးတွဲတင်တယ်လို့မောင်ရွှေကျဲမိုးရဲ့ဖခင်ဦးစံထွန်းကပြောပါတယ်။ကျွန်တော်ကရေလန်းနဲ့လာတယ်ပြီးရင်တော်တခင်ပြပန်းကြအောင်မနေ့လေးနိုင်ကြီးတွေကနေကျွန်တော်ကူးလာ။ကူးဆိုလို့ရှိရင်ကျွန်တော်ကဟိုကဘက်ထရီထောင်းလဲဆိုတော့၃ငါလောက်ပြက်။ကျွန်တော်ကျွန်တော်ပြေးကိုလာတယ်။ပြေးရတာထိတ်ကပိတ်ထားလာတော့တော့ တေးလောလောနဲ့ပေါ့အဲ့အခက်ခဲတော့ကျွန်တော်တို့မှာရှိတယ်တော့ဒီအခက်ခဲရလည်းပြဿနာမရှိဘူးအော်ကျွန်တော်သားသမီးရဲ့ဇောကတ်တဲ့ခါကျတော့ဘယ်နေရာပဲပို့ဖို့တော့မိပါသွားကိုသွားမှာ။ကျောင်းသားတွေကိုဖမ်းဆီးရမှာဥပဒေနဲ့အညီလို့ပြောပြီးအကြမ်းဖက်ဖြိုခွဲရိုင်းနှက်တာလုံးဝမခံဘူးလို့ဆိုပါရယ်။ဥပဒေနဲ့အညီဆိုရင်စိတ်ခံစားချက်မပါဘဲကင်တွယ်ရမှာဖြစ်ပြီးထွက်ပြေးတဲ့ကျောင်းသားတွေကိုနံပါတ်တုံးနဲ့လိုက်ရိုက်တာကြက်ချင်ဒီကောက်ကိုရိုက်ခွဲနေတာ ဥပဒေနဲ့အညီဆိုတာလုံးဝမဟုတ်ဘူးလို့ထောက်ပြပါတယ်။ကျောင်းသားတွေထောင်မူပေါ်မှာအပ်ထားတဲ့ပစ္စည်းတွေကိုအခုထိပြန်မပေးသေးဘူးလို့ဖန်ဆီးခံကျောင်းသားတွေကဆိုပါတယ်။တပိတ်ကောင်းဆောင်မင်းသွေးသစ်ကိုယ်တိုင်ခေါင်းကိုရိုက်ခံထားရတယ်လို့မျိုးလုံးတွေထိခိုက်ခံထားတဲ့ကျောင်းသားကိုလည်းစိတ်ကူးတတ်ွယ်မပေးတာစိတ်မကောင်းဘူးလို့မိခင်ဖြစ်သူဒေါက်ကင်ခင်ယူကဆိုပါတယ်။ဧပြီရှိရနေ့ကကျောင်းသူပူပူကိုရဲတွေဖန်ဆီးလိုက်တာဟာနားမလည်နိုင်ဘူးလို့ပြောပါတယ်။ ဒီထဲမှာလေခေါင်းရိတ်ခံထားတဲ့ကလေးမျက်လုံးထိထားတဲ့ကလေးဒါကြီးကတိတိကျကျစိတ်ခုကမပေဘူးလားယင်နော်တိကျတဲ့ခုကမဟုတ်ဘူးမပေဘူးစိတ်ခုကဝင်နေရအောင်အဲ့ဒါကိုအန်တီကတော်တော်ကြီးကိုစိတ်မကောင်းနောက်ပြီးတော့မနေ့ကတုံးကလည်းအရှိပိုင်းအကတုံးကပေါ့နော်အဲ့ဒီအကြောင်းကိုတယောက်ကိုလည်းသူတို့ဖမ်းသွားတယ်အဲ့ဒါတွေကဗာဒိတ်တယ်လေသူတို့တိုက်ပြီးစူပေါ်အောင်သူတို့ဖမ်းနေကြတယ်နော် ကျောင်းသားအချင်းချင်းဖောင်ထဲမှာစိတ်ဝမ်းကွဲနေတယ်ဆိုတဲ့ကောလာဟာလာတွေလုံးဝမဟုတ်ပဲသူတို့အားလုံးညီကိုမောင်နှမတွေလိုစီစီလုံးလုံးရှိနေကြတယ်လို့ကိုခင်လိုင်ကပြောပါတယ်။နိုင်ငံရေးပါတီကောင်းဆောင်ကိုကျောင်းသားတွေဝေဖန်တိုက်ခိုက်နေတယ်ဆိုတာဝါဒဖြန့်ချင်မှုသာဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုကျောင်းသားတွေမတိုက်ခိုက်ဘူးလို့ပြောပါတယ်။ကျွန်တော်တို့ကျောင်းသားတွေအကုန်လုံးညီမိုးတယ်အဲဒါမှအကုန်လုံးအဆင်ပြေတယ်ကျောင်းထဲမှာဘာလို့ညီမိုးမောင်နှမအရင်ကတော့ကျွန်တော်တို့ကပုံစံစီစီလုံးလုံးလေးရှိတယ်နောက်နောက်နောက်ကျွန်တော်တို့ ဘယ်ပါတီပဲဘယ်နေရာဘယ်သူ့ကိုမှလည်းကျွန်တော်ပုတ်ချတာမရှိဘူးအဲ့ဒါအပြင်မှာတဘောလေးလေးထွက်နေတယ်တော့သူ့ကိုကျွန်တော်တို့ပုတ်ချတာပဲအဲ့လိုဖြစ်နေတယ်ကျွန်တော်အမေတော့သူ့ကိုကျွန်တော်ဘယ်တော့မှမပုတ်ချဘူးအဲ့ဒါလေးကျွန်တော်ကိုတော့ပြောချင်တယ်ဖက်စီခံသပိတ်မှောက်ចောင်းသားတွေကိုတာယာဝရီတရားရုံးကိုပြောင်းပြီးစစ်ဖို့ခရိုင်ဥပဒေအရာရှိကရှောက်ထားပေမဲ့ရုံပြောင်းမိတ်မကြသေးလို့လာမယ့်ဧပြီ23ရက်မှလက်ဗရန်မှာရုံချင်းကိုပြန်လဲချင်းဆူလိုက်ပါတယ်